ရခိုင်နိုင်ငံတော်ထူထောင်ရေးပေါ့နော်ဒီဟာနဲ့ပတ်သက်ပြီးတော့ကျွန်တော်ပြောချင်ပါတယ်ကျွန်တော်ရဲ့အံတယောက်တဲ့ခံစားချက်ပြည့်ပြောလို့ရတယ်လို့အများခံစားချက်ကိုလည်းနှစ်ချက်ပြောချင်ပါတယ်နော်ရှင်းတော့ဟုတ်ပြီဒီဗီဒီယိုဖိုင်မှကြည့်တဲ့သူကတော့ဒါဥဒပရမအနေနဲ့တော့အဆုံးဖြတ်ကြည့်ဖို့အိုက်တုံးလုပ်တယ်ဒါမှသာလေကြကြနနကကနနပြီးပါလေအစနာတော့တစ်လုံးနှလုံးပါ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 ဆိုပြီးမှဟုတ်ဘူးโอเคဆိုတော့ဟုတ်ပြီနံပါတ်1အချက်ကပါလဲဆိုလို့ချင်းခု ရခိုင်နိုင်ငံတော်ပဲထောင်တောင်ရခိုင်ပြည်နယ်ကိုလွတ်လပ်ခွင့်ပေးတယ်ဆိုလဲကျွန်တော်တူတူတဲ့အမြင်ကျွန်တော်စိတ်ခံစားချက်အရာတော့ဒါနံပါတ်1အချက်ပေါ့နော်ကျွန်တော်လက်ခံတယ်နော်ဘာကြောင့်လက်ခံတာလဲလို့မေးလို့ရှင်ကျွန်တော်တို့ဒီမြန်မာနိုင်ငံမှာကခေတ်အဆက်ဆက်ပြန်ကြည့်မယ်ဆိုလို့ရှင်လဲဒါဟိုပြည်နယ်တွေပြည်နယ်တွေသူတို့နိုင်ငံတွေပါပဲနော်သူတို့နိုင်ငံကိုနိုင်ငံဆိုပြီးမှအဲ့ဒီအနေမှာနိုင်တဲ့သူကတိုက်ပြီးယူထားတဲ့သဘောမျိုးတွေပဲရှိတယ်เนาะနောက်တစ်ခုကဒီနေရာမှာကချင်ကရခင်ချင်းဘောင်ဘာမာရခိုင်ရှမ်းဆိုပြီးမှကျွန်တော်တို့ရှင်မျိုးရှိတယ်ဒီရှင်မျိုးရှိတဲ့အထက်မှာဒီရှင်မျိုးတွေမှာဝါမပါဘူးအဲမပါဘဲနဲ့ ကိုကကြတော့ဘာလို့ပေးတာလဲဒီနေရာမှာဘောမရီဒီမြန်မာနိုင်ငံထောက်ခံတဲ့လူတွေကတော့ဒီစကားကိုသဘောကျမှာမဟုတ်ဘူးဒီဟိုရခိုင်ပြည်ကိုပေါ့နိုင်ငံထူထောင်တာဖြစ်လို့လက်ခံပေးဒီကနေ့ပတ်သက်ပြီးတော့ဒါဘောမတပိုက်ကတော့လက်ခံမှာမဟုတ်ဘူးဒါပေမဲ့ဘောမတွေကိုမေးခွန်းထုတ်ချင်တာပေါ့နော်ဗာမေးချင်တာလဲဆိုလို့ရှင်ဟုတ်ပြီမင်းတို့ဒီနေဝင်တို့တန်းရွှေတို့ကဝါ့ကိုကြဘာလို့လွတ်လပ်ခွင့်ပေးတာလဲဟမ်ဒီမအေးလို့ဝါတွေကိုဘာဘာလို့လွတ်လပ်ခွင့်ပေးတာလဲနော်သူတို့ဆိုဒီ၈မျိုးလည်းလည်းမပေါင်းငါတိုက်ရိုက်ပြောတာနော်အဲ့၈မျိုးလည်းပဲဝါ့ဆိုရင်ငါကတော့ရွတ်သွားတယ်မှာကချင်ကရားကရင်ချင်းမွန်ပမာရခိုင်ရှမ်း ောက်ပြီးတော့ဝါမပါဘူးလေနော်အဲမပါတဲ့ဟာကြီးကြဘာလို့ပြင်းနေတယ်ရေပိုင်းနေပိုင်းတွေဟုတ်လားအမ်ဒါမျိုးတွေပေးတာလေဘာကြောင့်ပေးတာလေအဲ့လိုမျိုးကြောင့်မင်းတို့ဟောမှရတာဘာကြောင့်မကန်ကွက်ခဲ့တာလဲဟမ်ပြောပါဦးဘာလို့မရှုပ်ကြခဲ့တာဘာလို့မစန့်ကျင်ခဲ့တာဟမ်မပါတာတွေအကုန်လုံးဘလို့လဲဟမ်နော်ဟိုအမှန်ဆိုရင်ဟုတ်တယ်လေဒီဘာမှမဟုတ်တဲ့ဝါကိုကြတော့လွတ်လပ်ခွင့်ပေးမှာတော့ဒါသူတို့လည်းလိုချင်မှာပေါ့ရခိုင်လည်းလိုချင်မှာပဲကရင်လည်းလိုချင်မှာပဲကချင်လည်းလိုချင်မှာပဲအကုန်လိုချင်မှာမွန်တော့သူတို့နိုင်ငံပဲလိုချင်မှာပဲเนาะကျွန်တော်အနေနဲ့တော့နံပါတ်1နေနေတော့ပေါ့เนาะဒီအတွက်ဟိုအေးမြန်မာဆိုတာ ပြောเสียမရှိဘူးကျွန်တော်လက်ခံတယ်အင်းအင်းနိုင်ငံတော်လည်းလက်ခံတယ်ရခိုင်နိုင်ငံတော်လည်းလက်ခံတယ်ကချင်ရနိုင်ငံတော်လည်းလက်ခံတယ်မွန်အကောင်လုံးချင်းနိုင်ငံတော်အကောင်လက်ခံတယ်ဟုတ်ပြီနော်ဒီကလိုပလောင်နိုင်ငံတော်လည်းလက်ခံတယ်နော်အကောင်လုံးနိုင်လက်ခံတယ်နောက်ဆုံးချင်းဆိုရင်လည်းဘယ်နှမျိုးရှိ90ကျော်လားနော်ဟုတ်ပြီလက်ခံတယ်နိုင်ငံ90ကျော်ပဲလူထောင်တော့ဘယ်လိုနော်လက်ခံတယ်ကျွန်တော်နေနဲ့ကန်ကွက်စီအလုံးအလုံးအကြောင်းရှိဘူးသူတို့နိုင်ငံထောင်လို့လဲဘာမှဖြစ်မတော့ဘူးဟုတ်တယ်မလားနော် ်ဘာမှမတူမလားသူလည်းမရောက်နိုင်လို့အုတ်ချုံနေခက်စတဲ့အာနာရှင်နဲ့ဘာမှမတူတကောင်းတန်ညာမတော့ဘယ်သူပဲအုတ်ချုံဘယ်လိုပဲနေနော်ဟုတ်ပြီနော်ဒါပေမဲ့ဒီနေရာမှာဘောမရီရဲ့ကန်နာကိုတစ်ချက်ထည့်ပြီးစဉ်းစားပြရမယ်ဆိုလို့ရှိရင်เนาะဟိုသူတို့ကမပတ်တာရောကန်ကမင်းအွန်လိုင်းနေပြီးမှကျူကျူခေါ်ရခိုင်မှဆိုတော့အန်ပေးလိုက်မယ်ဆိုပြီးမှညှိနှိုင်းနေဆိုခဲ့ရင်တောင်မှเนาะဒါမှမဟုတ်ဟိုရခိုင်နေနဲ့ဒါသူကပေါ့เนาะဟိုခု ဆွေးနွေးခဲ့မယ်ဆိုရင်တောင်မှဟုတ်ပြီငါအုပ်ချုပ်မယ်ငါတို့နိုင်လွတ်လပ်ခွင့်ပေးဟိုဒါဆိုရင်မင်းအောင်လိုင်းဘာပြောပြောလို့မှလဲဆိုရင်ခုလက်ရှိကျန်တဲ့မြို့သုံးမြို့အဓိကမြို့တွေအဲ့မြို့တွေကိုတိုင်ပြီးကျန်တဲ့မင်းအုပ်ချုပ်ချက်အုပ်ချုပ်ဒီလိုသွားချင်လဲသွားလိမ့်မယ်လို့ပြောလို့ရတယ်ဒါတွေကဟိုပြောတာပဲရှိတာပဲလက်တွေ့ဆိုတာကျွန်တော်သိကြတယ်လို့ပြောတာပေါ့ဘူးเนาะကျွန်တော်ချက်နိုင်ချေရှိတာကိုသုံးသပ်ပြပေးတာဟုတ်ပြီเนาะဒါကြောင့်မို့လို့ဟိုဘုံမရတော့ဒီကဏ္ဍမှာလက်ခံချင်မှခံမှာเนาะပြောပြရအောင်ဟုတ်ပြီ။နောက်နံပါတ်ဒါနံပါတ်1အချက်ကိုပြောခဲ့ပြီ။နောက်နံပါတ်2အချက်ကိုကျွန်တော်ဆက်ပြောမယ်နော်။နံပါတ်2အချက်ကကျွန်တော်ရခံစားချက်ကိုဖျက်ပြောမယ်။ကျွန်တော်အနေနဲ့ဆိုရင်တော့ဒါဟာ မဖြစ်သေးကြဘူးเนาะကျွန်တော်ကတော့ American တွေလို့ England တွေလို့เนาะ Federal Democracy ပြည်ထောင်စုကိုပဲသွားတာကိုကျွန်တော်တို့ပုံပြီးလိုလာတယ်ပေါ့เนาะဟိုဒါဖြစ်သေးကြတာကိုပြောပြတာဘယ်သူတွေနိုင်ငံကွက်တော့ခုနဟာကိုလည်းကျွန်တော်လက်ခံပြီးပြီးနောက်ဆုံးဖြစ်ချင်တာတော့เนาะစုစုစည်းနဲ့တိုက်ပြီးတော့ကျွန်တော်ပြောပြမယ်เนาะတေချာနာတော့နိုင်ငံတကာနိုင်ငံထူထောင်ဖို့ဆိုရင်ယနေ့ခေတ်ကြီးမှာလေ့လာတလောက်တော့ကျွန်တော်လေ့လာတလောက်တော့မရှိတလောက်ရှားတယ်เนาะနိုင်ငံထူထောင်ဖို့ဆိုတာလွယ်တဲ့ကိစ္စမဟုတ်ဘူးဟုတ်ပြီเนาะအများအားဖြင့်လက်ခံဖို့လိုတယ်ကုလသမဂ္ဂနေပြီးမှเนาะချပေးဖို့တခြားသောနိုင်ငံတွေရောသဘောတူညီချက်တွေကွာเนาะဒီလိုမျိုးအဖက်ဖက်ကနေပြီးမှ နားလည်းခုဝါပြည်နယ်လွတ်လပ်ခွင့်ပေးထားပါတယ်ဝါနိုင်ငံတော်ကြီးမှာရှိလားဖြစ်လားလားအဲ့လိုရန်တံပြီးတော့ဥလသမကနဲ့တခြားနိုင်ငံကနဲ့အဝမ်းနိုင်ငံတော်ကြီးပါဆိုပြီးမှဖြစ်မလာဘူး။အဲ့ဒါကိုလည်းကောင်းတဲ့ပြည်နယ်တစ်ခုအဆင့်နော်မျိုးတစ်မျိုးအဆင့်ဒီလောက်လောက်ကိုပဲရှိတာ။သဘောပေါက်လားမသိဘူး။ဒါလည်းလက်တွေ့တာတကောက်ချပြတာ။ဒါကြောင့်မလို့နိုင်ငံတော်အဆင့်ကတော့ဖြစ်ဖို့ဆိုဘလို့မှမလွယ်ဘူးလို့ပြောမဖြစ်နိုင်ဘူးလို့ပြောအောင်တော့မလွယ်ဘူးဆိုတာပြော။နောက်တစ်ခုအနေနဲ့ပြောချင်တာကဒီဟိုဒီလိုမျိုးထူထောင်နေလောက်တယ်ဆိုတော့လေကောင်းနေကောင်းမှလေဘာကြောင့်လဲဆိုတော့ခုဟိုသူလဲသူ့အားနဲ့သူဒါတိုက်တာပဲလေအေးဆိုမဟုတ်လဲတိုက်လို့လဲမို့လို့ဒါ ရခဲ့တာပဲလေအဲ့တော့ဟိုမနာလို့တရားဘယ်သူမှမလို့ဟုတ်ပြီနော်ဘာလို့လဲဆိုခုကင်းနေမတိုက်ဘူးဟုတ်ပြီနော်ဒါကျွန်တော်ပုံတင်ပြောတာမတိုက်ဘူးကမတိုက်ဘူးပဲရှင်းရေပြောတာနော်ဘောပေါ့လားတခြားတော့လက်နက်ကင်နေမစွမ်းဆောင်နိုင်ဘူးနော်အကုံလုံးမစိုးလို့နော်ဟိုတိုက်တဲ့လူကတော့တိုက်တာပေါ့ကွာပါဇက်ပြောအာချောင်းနားများနေတယ်လက်နက်ကင်ပြီးသွားတယ်တော့ပေါ့အာချောင်းနဲ့ကောင်များနေတွေ့နေရတယ်နော်သူတို့ကလက်နက်တွေကင်ပြီးလက်နက်ကင်နာစစ်တိုက်ကိုကင်နိုင်လေ မတိုက်ချင်ဘူးအားချောင်းမယ်ဆိုမကင်နာအကောင်ဆုံးမဟုတ်ဘူးလားဒါရှင်းရှင်းလေးဘာလို့မဆော့ချစ်သူလို့လို့ပေါ့မှမျိုးလေးသူလက်နဲ့ကင်ဘာလို့ရှမ်းနေဖို့ပအိုးလေးပါပါပါလို့မှာတော့ဟုတ်လားဒီလိုမျိုးလက်နဲ့ကင်တဲ့လက်ကားပဲပေါ့နော်ဒါပါတော့အဲ့ဒါမလို့နောက်တစ်ခုကဘာပြောချင်တာလဲဆိုရင်အဲ့လိုခွဲထွက်လို့မလွယ်ဘူးဆိုနောက်တစ်ဆင့်ဒါမင်းအောင်လန်းအုပ်ငညက်ကြီးအောင်စောမှာနော်အဲ့လိုမျိုးဖတ်မယ်ဆိုလို့ရှင်ခုပက်လောင်နေရောပဲကြည့်နော် ဟိုဒါပေမဲ့တခုတော့ရှိတယ်မင်းအောင်လိုင်းက तू မစော်ချင်ဘူးဆိုရင်လည်းဒါခုဝါကိုလှုပ်ပေးတာမျိုးလို့သူ့ရဲ့စီညာနေနေဝန်တန်းရွှေလို့လို့မျိုးနောက်တစ်ခုကဒါပိုကန် तू လိုချင်တဲ့ပုံစံပုံစံရပြီတို့တချို့တော့ဟာလေညီနိုင်ဆွေးနွေးပြီးတော့မင်းဒီညာယူဒီညာငါယူမယ်အခုဘလောင်နေနဲ့ထပ်ဆွေးနွေးမင်းဒီညာယူဒီညာအမ်းဒီလိုမျိုးအနေထားတွေလည်းရှိတယ်အချိန်တစ်ခုထိစွဲယူပေးတယ်ဒါပေမဲ့မင်းအောင်လိုင်းအားတာလာတဲ့ခါဆိုတော့တေချာပေါက်ပြန်ပြီးတော့နော်စော်လိုက်မယ်နော်သဘောပေါက်လားနော်နောက်ပိတ်ဆိုမင်းအောင်လိုင်းလုံးဝအင်အားတောင့်လာပြီဆိုတော့တရုတ်ကိုတော့ပုံကန်လို့ရတဲ့အနေထားကဝတောင်းမှာထားတယ်ပဲဟောနော်ဒီလိုမျိုးတွေရှိရယ် ်နောက်တစ်ခုဒီကောင်းချောင်းနေပြောမသိကြတာတစ်ခုကတော့မလွယ်ဘူးဆိုတာကိုပြောချင်တာပေါ့နော်အဲ့လိုလုပ်မယ်ဆိုလို့ရှိရင်တကယ်ကိုမလွယ်ပါဘူးနောက်တစ်ခုအဖွဲ့စည်းတဲ့တိုက်ဖို့ဆိုရင်စကားဘလုံးမနိုင်ဖို့ဆိုတာမဖြစ်နိုင်ဘူးလို့ပြောချင်တယ်နော်ကျွန်တော်ပြောတာဒါရိုးရိုးလေးပဲသုံးသပ်ပြရတာဟုတ်ပြီနော်အဲ့လိုမျိုးနဲ့ပတ်သက်ပြီးတော့လက်ခံနေဆိုတာလည်းဝတ်တော့မှလက်ခံပြီးပဲဘာလို့လက်မခံနိုင်တာအကြောင်းရှိမှလဲမဟုတ်ဘူးလားမင်းတို့လည်းစဉ်းစားပေါ့နော်အကောင်းဆုံးကတော့ဒါကုကီဒီမှာလည်းစိတ်သက်စရာအရင်ကောင်းတယ်ကဘာကြီးမှာလည်းဒါဒီမိုကရေစီတွေဟုတ်လားဒီစနစ်တွေလည်းတိတ်ပြီးမဖွင့်ပြိုးတော့ဘူးပြောမယ်ဆိုတော့အမေရိကန်ဗမာတွေလည်းစောက်ပုံမလာတော့ဘူးပေါ့နော် အဲ့လောက်ကြီးမဟုတ်တော့သူတို့လည်းဟိုအာနာရှင်တွေပါတယ် community ဒီလိုမျိုးဟာတွေများလိုက်ကျင်တော့နောက်ပိတ်ဆုံးဒီ democracy ဆိုတဲ့ democratic ဟိုဝါဒတောင်းပြပြောက်သွားမလားပေါ့နော် socialist တွေပြန်ထားမလား community ပြန်ထားလားမဒါမှမဟုတ် social democratic ဆိုမှပြန်ထားလားမလားပေါ့နော်ကဘာကြီးမှာလည်းခက်သားပြောရဆိုရနော်မှန်တယ်ခက်တယ်ဟိုဒါကြောင့်မလို့ကြားတော့တဲ့ခါလေးမှာပြည်သူတွေနေနေရတော့နော် ဘယ်လိုပဲဖြစ်ဖြစ်ပြောပြောနေမသိခင်ပြောပြောနေတာကောင်းတော့လို့အဲတော့ပြောတယ်စိတ်တကြစရာအကြောင်းလုံးဝလုံးဝမရှိဘူးကိုလောက်ရဲ့ရှိရအောင်လောအာနာရှင်ကိုတိုက်ထုတ်နေမလားနိုင်အောင်စက်တိုက်ဖို့ပဲလိုတယ်လို့ပဲပြောချင်တယ်အားတက်တာပါ fighting နော်ဟုတ်ပြီနော်ဒါလေးကတော့ဒါလေးကိုသုံးသပ်ပြတာပါဒီလောက်ပါပဲကြည့်စုသူတွေရဲ့အမြင်ကိုလည်းခေါင်းမှာမရေးသွားလို့ရပါတယ်ဘယ်လိုမြင်လဲပေါ့နော်ဒီလောက်ပါပဲ